ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ30ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်စစ်ကော်မရှင်တပ်နှင့် TNL အပြည့်ရက်မိုးကုတ်နှင့်မိုးမိမ TNL တပ်များစုခွာမည်ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးမိုးကုတ်ပြူဟာအသိပေးတဲ့သတင်းကိုတင်ပြပေးပါမယ် တရုတ်အထူးကုစလဲဤဂျာဝင်စည်းစပ်မှုဖြင့်စစ်ကော်မရှင်နှင့်အပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးခဲ့တယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL ကအော်တိုဘာလ29ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။ PSLF DNL မှဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ဟာအော်တိုဘာလ29-28ရက်နေ့ကကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့၉ချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲမှာအခုလိုအပြစ်ရပ်ဖို့သဘောတူခဲ့တာလို့ဆိုပါတယ်။ အော်တိုဘလ29ရက်နေ့မှစတင်ပြီးနှစ်ဖက်တပ်များရောက်ရှိတဲ့နေရာမှာအပြစ်ခတ်ရစဲကြဖို့တပ်မတ်ကာလအတွင်းမိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့မှ TNL တပ်များပြန်ဆုတ်ခွာဖို့တောင်းဒေသကိုမြန်မာစစ်တပ်ကဘုံကျဲခြင်းထိုးစစ်ဆင်ခြင်းများမပြုဖို့သဘောတူရေးထိုးခဲ့တယ်လို့သိရှိရပါတယ်။တစ်ဖက်မှာလည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးမိဖက်တော်လိုင်းအင်အားစုများနဲ့လက်တွဲပြီးကိုစွမ်းရှိသမျှညံစွမ်းရှိသမျှ အာတုံခွန်ဆိုင်ကျူပန်းကကာကွယ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုကဲမှုအောက်မှာတည်ရှိနေတဲ့တပ်တခုဖြစ်ပြီး2024ခုနှစ်ဇွန်လကစတင်ခဲ့တဲ့ရှမ်းမန်းစစ်စင်ရေးအတွင်းမန္တလေးဒေသရှိတပိတ်ချင်းစင်ကူးနဲ့မရေယာစတဲ့နေမြေများကိုတင်ပိုက်ထားတာဖြစ်ပါတယ်။အလားတူမိုးကုတ်မြို့နယ်နဲ့ထီဆက်မြို့နယ်တွေကပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေပါဝင်ဖွဲ့စည်းထားတဲ့မိုးကုတ်ပြူဟာကလည်း တော်လိုင်းကြီးခီးမှာဘလို့အခက်ခဲပဲကြုံကြုံဆက်လက်တိုက်ပွဲဝင်သွားမယ်လို့မိုးကုံမြို့ကိုချစ်ကြတဲ့ပြည်သူများကိုရည်ညွှန်းပြီးထုတ်ပြန်လာပါတယ်။အကြံဖက်စစ်တပ်ရဲ့ရုပ်မာရက်ဆက်မှုမျိုးစုံကောက်ချစ်ဆင်းလဲမှုမျိုးစုံကိုရင်ဆိုင်နေရပေမဲ့တွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲမိုးကုံအခြေပြုတော်လိုင်းတပ်ဖွဲ့များမှတော်လိုင်းအောင်မြင်တဲ့အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ဂရိသစ္စာပြုထားပါတယ်။မိုးကုံမြို့ကိုတော်လိုင်းတပ်တွေသိမ်းပိုက်ခဲ့ခြင်းကပြည်သူ့ကာကွယ်တပ်မတော်မန္တလေးမိုးကုံပြူဟာ TRIMU ဟာ BPLA, PLA အစရှိတဲ့ဒေတာရင်းတော်လိုင်းတက်တွေဟာ TNL နဲ့အတူစစ်ကောမရှင်တက်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်ခင်ဗျာဒုတိယစည်းရဲတဲ့နေဖြင့်ပောက်တော်မြို့နယ်တွင်စစ်ကောင်စီတပ်မှလက်နက်ကြီးပစ်ခတ်မှုကြောင့်ကလေးငယ်တဦးသေဆုံးနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်ရခိုင်ပြည်နယ်ပောက်တော်မြို့နယ်တောင်ညိုရွာတွင်စစ်တွေမျိုးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်9နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးရက်သား2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း APM သတင်းဌာနမှဖော်ပြထားပါသည်။အော်တိုဘားလ29ရက်နေ့လယ်2နာရီကျော်ခန့်တွင်စစ်တွေမျိုးမှစစ်ကောင်စီတပ်ကပေါတော်မျိုးနယ်ဘက်သို့လက်နက်ကြီးအ ਨੇ စုံ9လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးထိုပစ်ခတ်မှုများကြောင့်တောင်ညိုရွာတွင်ကလေးငယ်မှာခေါင်းသို့လက်နက်ကြီးစထိမှန်ကာနေရာတွင်တေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးခဲ့သူမှာတောင်ညိုရွာမှဥနီဇော်ထွန်းဤသမီးမတ်စင်ချိုဤ9နှစ်ဖြစ်ပြီး ဒဏ်ရာရသူ2ဦးမှာမက်စင်ချိုအီအီဖခင်ဖြစ်သူဦးနေစောထွန်း32နှစ်၎င်းရွာမှဦးမောင်စိန်ဝင်း66နှစ်တို့ဖြစ်တယ်လို့သိရပါဗျ။ဦးနေစောထွန်းဤဘယ်လက်နှင့်ဦးမောင်စိန်ဝင်းဤခြေထောက်နှစ်ဖက်တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီးနှစ်ဦးစလုံးအရေးပေါ်ဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရှိရပါဗျခင်ဗျာ။ဆလဘီတီတိမ်မြို့နယ်တိုင်းငင်းကျေးရွာနီးတွင်စစ်ကောင်စီတပ်နှင့်ချင်းကာကွယ်တပ်ဖွဲ့တိုက်ပွဲပြင်းထန် တိုင်းငင်းရွာကိုလင်းရင်နဲ့ဘုံကျဲတဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်တီးတိမ်မြို့နယ်စီးရင်ဒေသတိုင်းငင်းကျေးရွာနီးတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားရာချီဖြင့်နှစ်ဖက်ညက်စစ်ကြောင်းထုတ်လာရာချင်းကောက်ဝေးတပ်ဖွဲ့ CDF နှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းဒေသသတင်းများအရသိရပါသည်။အဆိုပါတိုက်ပွဲများသည်အော်တိုဘားလ29ရက်နေ့နေ့လယ်2:30မိနစ်ခန့်မှစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သည်မှာပိပတ်မှအင်အားနေရာဝန်းကျင်နှင့် တီးတိမ်မျိုးရှိတိုင်းငင်ဘက်မှအင်အားနေရာဝင်းကျင်တို့ဖြင့်စစ်ကြောနှစ်ခုခွဲ၍ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ထို့အပြင်အော်တိုဘလ28ရက်ည7:30မိနစ်ခန့်တွင် စစ်ကောင်စီတပ်ကလေရင်ဖြင့်တိုင်းငင်ကျေးရွာကိုပေါင်904ချိန်ရှိဘုံနှလုံးပစ်ချတိုက်ခိုက်ခဲ့ရာအရက်သားမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပြီးနေအိမ်အချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများကြောင့်ကလေးတီးတိမ်ကြားဆိုင်ကယ်လမ်းများကို ောက်တိုဘာလ29ရက်မှစတင်၍ခਿੱတပိတ်ထားကြောင်း CDF CDM စီးရင်ကကြေညာထားပါရခင်ဗျာဆလဘီစတောင်မြို့နယ်တွင်မီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပွားစစ်သား2ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းစတောင်မြို့နယ်မြောက်ဖက်ချမ်းတိန်ချောင်းကျေးရွာသို့အော်တိုဘလာ29ရက်ညနေ3နာရီဝန်းကျင်တွင်နမခမဂျိုင်ရိုကော့ပတာ2စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်စတောင်မိုးကျိုးကသတင်းထုတ်ပြန်ထားပါသည်။ထို့အပြင် ူကြီးကုန်းကျေးရွာရှိနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ထို့နောက်စစ်ကောင်စီတပ်ကစစ်သားရဲပြူအင်အား150ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာရာစရောင်မိုးကျိုးပြည်သူ့ကာကွယ်တပ်ဖွဲ့နှင့်နယ်မြေကန်တော်လိုင်းတပ်ဖွဲ့များကတုတ်တင်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား2ဦးသေဆုံးခဲ့ပြီး MA1 လက်နက်2လက်သိမ်းယူရရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတဝဲမြို့အနီးလန်ကင်းထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ3ဦးသေဆုံး ရေပြူညင်းထွေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်ကို drone ဖြင့်ပုံချတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းဒဝဲမြို့အနီးမှာလန်ကင်းထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ၃ဦးသေဆုံးပြီးရေပြူမြို့နယ်ညင်းထွေးကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်ကို drone နဲ့ပုံချတိုက်ခိုက်ခဲ့တယ်လို့ဒဝဲမြို့သားလူမျိုးရေးတပ်တော်ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ22ရက်နေ့ကဒဝဲမြို့အနီးလန်ကင်းထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုတဝဲမျိုးသားလူမျိုးရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်း ဒေါနာတက်ခွဲခွန်နဲ့အေရင်မှုပြောင်ကြားတက်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာမိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်တက်ဖွဲ့ဝင်3ဦးသေဆုံးပြီး6ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကာတော်လိုင်းပူပေါင်းတက်ဖွဲ့ဘက်မှရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ20ရက်နေ့တုန်းကလည်းညင်းထွေးကြီးရွာမှာယာယီတက်ဆွဲထားတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုမနက်7နာရီမှတကြိမ်ညနေ3နာရီခွဲမှတကြိမ် drone ဖြင့်ပုံသီးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒူရကစစ်ကြောင်း drone team နဲ့ DEF drone team တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်တနင်္သာရီမြို့နယ်လေးမိုင်ရွာအနီးတွင် တော်လိုင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားတဲ့သတင်းကိုတင်ပြပေးပါမယ်တနင်္သာရီမြို့နယ်လေးမိုင်ရွာအနီးတွင် တော်လိုင်းပူပေါင်းတပ်ဖွဲ့များကစစ်ကောင်စီတပ်ဖွဲ့ဝင်များခြေကုပ်ယူထားသည့်နေရာကိုဝင်ရောက်ပစ်ခတ်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဗိခရိုင်မှတ်နှစ်တိုင်ရင်ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါတိုက်ပွဲသည်အော်တိုဘာလ28ရက်နေ့နေ့လယ်2:30မိနစ်ခန့်တွင်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးပူပေါင်းတပ်ဖွဲ့များတွင်ဗိခရိုင်တိုင်ရင်နှင့်တက်ခွဲတဲ့တိုင်ရင်3တက်ခွဲနှင့် KNDO တက်ခွဲ9တက်ခွဲ3ဒင်းနိုင်မြို့နယ်ပကဖဗိခရိုင်ပကဖနှင့်ဗိမျိုးနယ်ပကဖတို့ပါဝင်ခဲ့တယ်လို့သိရှိရပါတယ်။ တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဘက်မှအရာရှိတဦးပါဝင်အထိကိုက်ကြဆုံးမှုရှိနိုင်ကြောင်းပူပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်တဦးကြဆုံးခဲ့ပြီးတဦးမစိုးရင်ရသောဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်ထို့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကအရက်သားနေအိမ်ချို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနေအိမ်များအတွင် ဖောက်ထွင်းဝင်ရောက်နေထိုင်နေကြောင်းဖော်ပြထားပါသည်ထို့ဖြစ်ရပ်များကြောင့်နှင်းနိုင်မြို့နယ်အတွင်းစစ်ရေးအခြေအနေတင်းမာနေသဖြင့်ဒေသခံပြည်သူများနှင့်ခီးသွွားပြည်သူများတတိထားသွားလာရန် ပူပေါင်းတပ်ဖွဲ့ကမြစ်တာရက်ခံတိုက်တွန်းထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရဲသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Carshall နဲ့ Bread Photo ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ